ကဲစိန်ထားပိသားပိဿတွေကိုရေရစ်စစ်အောင်ညှစ်ပြီးရေစစ်အောင်လှမ်းပါမယ်။ရေစစ်ပြီဆိုရင်ပိဿတွေပေါ်မှာကိုကြိုက်နှစ်သက်တဲ့အရွက်တွေကိုစိတ်တိုင်းကျဒီဇိုင်းပုံဖော်ပြီးခင်းနိုင်ပါတယ်။အရွက်ခင်းမဲ့ပိဿကအရန်ခြောက်နေလို့လည်းမရသလိုအရန်စုံနေလို့လည်းမရဘူးဆိုတာသတိပြုရပါမယ်။ပိဿကခထောက်နေလို့ရှိရင်အရွက်ရဲ့အယောင်တွေလာရောက်ဆွဲထင်မှာမဟုတ်တလို့အရန်စုံနေရင်လေတိကျတဲ့အယောင်တွေမထွက်ပဲအယောင်ပြန့်တက်လို့ပါ ိဆခင်းပုံလည်းအမျိုးမျိုးရှိသလိုမိမိကြိုက်နှစ်သက်တဲ့ပုံစံခင်းလို့ရပါတယ်။အဓိကပလတ်စတစ်ကိုအောက်ခံအနေနဲ့အသုံးပြုပြီးအပေါ်ကပိဆခင်းရပါမယ်။ပိဆခင်းတဲ့အခါသတိပြုရမှာက ပိဆရဲ့အလှဘက်ကိုအရွက်တင်မဲ့အပေါ်ဘက်ခြမ်းကထားရမှာဖြစ်ပါတယ်။ပိတ်ဆော့ပေါ်အရွက်ခင်းတဲ့အခါအရွက်လုံလောက်မှုမရှိရင်ပိတ်ဆော့တဝက်ခောက်ပြီးခင်းလို့ရပါတယ်။တဝက်ကိုလိတ်ထားပြီးဈားထဲမှာအရွက်ကိုထည့်ပြီးမှပြန်အုပ်တာလည်းလုပ်လို့ရပါတယ်။ အရွက်ကိုတော့အမောက်ပလန်လေးတွေခင်းပေးမှပို့ပြီးအဆင်ပြေမှဖြစ်ပါတယ်။ဒါမှခောက်ထားတဲ့ပိတ်ဆက်နှစ်ဖက်စလုံးမှာအရွက်ရဲ့အယောင်ပေါ်မှာဖြစ်ပါတယ်။အရွက်လုံလောက်တယ်ဆိုရင်တော့ပိတ်ဆက်တစ်ခုလုံးပေါ်မှာခောက်ဆရာမလို့ပဲအရွက်အပြည့်တင်ခင်းနိုင်ပါတယ်။ပြီးရင်တော့ပလတ်စတစ်ပြန်အုပ်ပြီးတော့ပဲလိမ့်လို့ရပါတယ်။လေပြီးရင်အထုပ်တွေထဲရှိမဝင်အောင်ကျိုးနဲ့ကြက်ကြက်တင်းတင်းလေးစီးပါမယ်အဆင်ပြေတဲ့ကျိုးနဲ့စီးလို့ရပါတယ် ျိုးစီပိတာအထုပ်တွေကိုတောင်းခံအိုးရဲထည့်ပြီးတော့မှမိနစ်60ကြာအောင်ပေါင်းပါမယ်။အိုးရဲထည့်လို့ရှိရင်ရေနဲ့အထုပ်ထိနေလို့မရပါဘူးနော်။အိုးရဲမှာဂဲလုံးခံပြီးတော့ခူတာပဲဖြစ်ဖြစ်တစ်သားလုံးခူတာပဲဖြစ်ဖြစ်စကားခံပြီးပေါင်းနာမျိုးပဲဖြစ်ဖြစ်ပြုတ်လုပ်ပြီးလို့ရပါတယ်။45မိနစ်နေလို့ရှိရင်တော့တခါအထုပ်တွေကို အပေါ်အောက်လှန်ပေးရမှာဖြစ်ပါတယ်။မိနစ်60ကြာအောင် ပေါင်းပြီးပြီဆိုရင်တော့အထုပ်တွေကိုဖြီးပါမယ်။ ဒီနေရာမှာအထုပ်တွေကအရင်ပုံနေတာမျိုးဆိုလို့ရှိရင်အေးသွားမှဖြေတာကပို့ပြီးတော့မှကောင်းပါတယ် အခုပြုတ်လုတ်ခဲ့တာအရွက်တမျိုးတည်းကိုရွရွမြေဖြူစင်တာနဲ့တန်ချီးစင်တာအသုံးပြုပြီးထွက်ပေါ်လာတဲ့ရားလက်နှစ်ခုကိုနှိုင်းရှင်ပြပေးခဲ့တာဖြစ်ပါတယ်။ပြီးရင်အထယ်လေးတွေကိုဒီလိုမျိုးခါပြီးတော့နေိတ်ထဲမှာပဲချောက်သွေ့အောင်အထိလှမ်းပါမယ်။ချောက်သွားတဲ့အခါမှာဆေးတွေခိုင်းအောင်ချုပ်ဆေးအသုံးပြုပြီးဘယ်လိုပြန်ချုပ်ရမလဲဆိုတာနောက်ထပ်ဗီဒီယိုကလစ်လေးတွေမှာမျှဝေပေးပါဦးမယ်ရှင်။အဆုံးထိကြည့်ရှိပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်။